လုံးမဲ့မင်္ဂလာပါမနက်ဖြန်ပနေရတယ်တုံးချီတော့နော်တုံးရခုနလာဒီနေ့အတွက်ဖြစ်ပါတယ်ဒီနေ့အဆင်ပြေကြရလားနေငန်းလို့ထွက်တော့တာလေငန်းလို့ရကြလားကျမရလိုက်ပါတယ်နေငန်းလေးကို နေငါ့ကိုချမငါတော့ဝိုးရပါတယ်ဒီနေ့မနက်ဖြန်အတွက်ကမနက်ဖြန်အတွက်ကဈေးကွက်ဝန်ချင်းပေါ့နော်ဈေးကွက်ဂီးတုံးမဟုတ်ဝန်ချင်းလာပြီးချင်းဖြစ်ပါတယ်အဲ့ဒါကနေကုမာ3 4 4တတ်တမခွန်ခွန် ဒါကထုံးတဲ့နိုင်ချင်းဒါကထုံးတဲ့နိုင်ကီးဖြစ်ပါတယ်ဒီဈေးကွက်ကလေးတလေးစောင့်ကြည့်ရင်းစောင့်ကြည့်ရင်းသူကဒီဒီလိုလာဆွဲတာမျိုးလေးရှိတဲ့အတွက်မနက်ဖြန်ဒီခွန်လေးကိုထည့်ထိုးပါနော်ကျွန်မဘရိတ်တီပိုင်းညာအများကြီးဟောမပြောဘူးပေါ့နော်အဲ့ဒါပြင်မယ်မနက်တလုံးကဘာပြရမလဲဆို ဒီရတစ်ချိန်နောက်တစ်ခုကနည်းလေးလျှောက်တော့တမန်နှစ်တဲ့နော်အဲ့ဒါလေးပြီးထားပါတယ်သူကဒါလေးရတဲ့အရှင်ဒါကီ one chain one chain ဆမလို့ one chain လေးကနှစ်လျှောက်နှစ်တူမဟုတ်လျှောက်နှစ်နဲ့လျှောက်တစ်လုံးစင်းပါလိမ့်မယ်ကြိုက်ရအောင်ကစားနိုင်ပါလေနော် ကောင်းတာတော့နှစ်ခွန်ရှောက်ခွန်အဲ့လိုမျိုးတမမွေလေးခွန်ပေါ့နော်ရှောက်နှစ်ကတော့မဆွဲတော့ပါဘူးဝမ်းချင်းနေနေပဲသူကပေးတာမဟုတ်တော့အဲ့ဒါလေးလပီးခြင်းဖြစ်ပါတယ်အပူဆိုင်ကိုလက်တွက်ဆိုင်တော့မှာအပူဆိုင်ကိုမတွေ့သေးဘူးဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အပူဆိုင်အပူဆိုင်ကိုမတွေ့သေးဘူးလက်တွက်ဆိုင်ထဲမှာဘလို့ကြိုက်တယ်ဆိုရင်တော့နှစ်ခွန် နှစ်ခုလို့ရှောက်ခုလို့ပေါ့နော်အဲ့လိုမျိုးလေးဆုပ်လို့ရပါတယ်နောက်ပြီးရင်တကခုနှစ်ခုတစ်ပေါ့နော်အဲ့လိုမျိုးလေးလည်းဆုပ်လို့ရပါတယ်ဒီလိုလေးတောင်းပြဆွဲတာမျိုးလည်းရတယ်နောက်ပြီးရင်တကအင်းကျွန်မမဟုတ်ဘူးရှောက်ကြိုက်တယ်နှစ်ထဲချောက်ကိုကြိုက်တယ်ပေါ့နော်မဟုတ်ဘူးကျွန်မရှောက်ကြိုက်တယ်နှစ်ထဲကျွန်မရှောက်ကိုကြိုက်တယ်မနက်ပိုင်း ညီကိုပြီးညီကိုရီလာနေတော့ဒုသားတွေလည်းထိနေလာတော့မသိပါဘူးဒါလေးပါပဲကျွန်မပေးတာလေးကမွေးထိုးရမှာရှောက်ရှစ်ပေါ့နော်ရှောက်ရှစ်ရှောက်ရှစ်ကိုမွေးထိုးတာပါရှောက်ရှစ်ကမွေးထိုးရမှာပါနော်ရှောက်ရှစ်ကျွန်မလည်းဒီတကွက်ကိုအမြဲတမ်းမွေးထိုးပါမယ်နောက်ပြီးတော့ဒုံကျန်ကဟူးမကျော်လို့ပြောပြီးမယ်သူက သုံးလုံးလုံးမှာတစ်လုံးမှကျန်တော့လာဆိုတော့သုံးရောင်မလိုက်ရှင်လဲမလိုက်တော့နဲ့ပေါ့နော်ဒါပေမဲ့ကနန်းစုံမစင်းတာတော်တော်ကြာပြီဒါဒါပေမဲ့ဟိုအပိုင်းဟိုဆဲခွင်းမှာတခွင်းတော့အဲ့လိုပေါ့နော်ဟိုမကျော်ဟိုမကျော်ရီဖြစ်တတ်တဲ့သဘောမှလည်းရှိပါတယ်ဒါကြောင့်မလို့သုံးရောင်မလိုက်ရှင်လဲမလိုက်ပါနဲ့ကျွန်မသုံးရောင်ဖြတ်လိုက်ပါပြီမစော်တော့ပါဘူးသုံးရောင်အဲ့ဒီဆက်ကျွန်မဒီရှောက်ချစ်ကလေးကိုတစ်ခွက်ကောင်းမွေးထုတ်မယ်အာဒီလောက်ပါပဲ နှစ်ပိုင်း၆ကြိုက်တယ်လို့က၆ကိုပတ်ပါနောက်ပြီးရင်ဂျန်နဲ့၄နှစ်ပေါ့နော်ဂျန်၄နှစ်မှာမပြောက်တာတစ်ကမပြောက်ပါဘူးတစ်မပြောက်ဘူးနော်ဂျန်၄နှစ်ဂျန်၄နှစ်မှာတစ်ကမပြောက်ဘူးပေါ့နော်တစ်ကိုလိုက်ရှင်းလိုက်ပါ၃ရက်စားတစ်ကိုလိုက်ပါလို့ပဲဂျန်ပေးခြင်းပါလေအဲဒါကြောင့်မလို့မနှက်ဖန် ဒီလျှောက်ရှိကလေးကိုမွေးပါနှင်းနဲ့ချောက်ချိုက်ရအောင်စောနိုင်ပါတယ်ပြီးရင်တခံဟာတလုံးဟာတလုံးပေါ့နော်တကယ်လို့စောခြင်းငါရှောက်ငါနှင်းပြန်ကြအနေနဲ့ဆော့ခြင်းနဲ့ဆော့ပါဘာဖြစ်လို့ဆိုတော့ဒီနေ့ကိုထိတ်ဆင်းသွားတဲ့အတွက်မလို့ပေါ့နော်ပြန်ကြအနေနဲ့ဆော့ခြင်းညာ6 9နှစ်ဒါမျိုးကိုဆော့ပါ6ရှစ်ကိုတစ်ခွက်ကောင်းမွေးပါကျန်တဲ့၄နှစ်မှတစ်ကမပြောက်ပါဘူးကျုံ၃ညအစားပေါ့နော်တစ်ကို တစ်ကိုဆိုပါလို့အချင်ပေးချင်ပါတယ်ကျမတို့အဲဒီလောက်ပါပဲမနက်ဖြန်ကျော်တာပရင်းနေမှာဝမ်းကျင်းပေါ့နော်ဒီရလေးရဝမ်းကျင်းဒါလေးရကီအထိကကျတော့သူကတနေ့ကုန်လေးနာစဉ်းစားမှမလို့ဒီဒီ6နာရီကတလုံးပါမယ်ဆိုတော့2ခွန်6ခွန် လေးခွန်လေးကိုလည်းထည့်ဆိုလို့ရပါတယ်။နောက်ပြီးကရှောက်ရှစ်ပေါ့နော်။ဒီရှောက်ရှစ်ကမူရမယ်။ကြံလေးနဲ့မှတစ်ကမပြောက်ပါဘူး။အလုံးမမနာပါနဲ့ကောင်းကောင်းကြပါစီ။ကြီးကုတမာတဲ့ရှင်။ကြီးတူပြပြကျွန်မ channel လေးကိုလေးသဘောချရဆိုရင် like and subscribe click နှိပ်ပေးထားပါ။ဒီနေ့နှင်းငါလို့ပုံစံမျိုးပေါ့နော်။ဟိုကအပိုင်အပိုင်ပေါ့နော်။ကျွန်မတို့ဒါလက်တွေ့ site လေးကြည့်တယ်။နောက်တစ်ခုကတစ်ခါဒီ software ပေးတဲ့ကဏ္ဍတွေကိုလည်းကြည့်လို့ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးဆိုတော့လေဟိုဟာအဲ့လိုတကွက်ကောင်းလေးတွေရခဲ့ရင်ပေါ့နော်တကွက်ကောင်းလေးတွေရခဲ့ရင်အဲ့လိုပဲအထူးဆိုပြီးတော့ထပ်ထပ်ပြီးတော့ရေးပြတော့လို့မယ်။ဒါကြောင့်မလို့ကျွန်မ channel လေးကိုချိန်နဲ့တပေးညီညီခွင့်ရဖို့အတွက်ကို line subscribe click နှိပ်ပြီးထားပါတော့။နောက်တစ်ခုကဈေးကွက်လေးကွက်ပေါ့เนาะအများအားဖြင့်ပေးလို့ရှိတဲ့ဟာရှိတယ်အဲ့ဒီလေးလေးလေး လေးကွက်ထဲမှာသူကအပြင်းပြင်းပြို့ပေါ့နော်အဲ့လေးလေးကွက်ထဲနေပြီးတော့ cross ဆွဲတယ်အပေါ်အောက်ဆွဲတယ်ပေါ့နော်အဲ့လိုမျိုးပြီးလိမ့်ရှိပါတယ်ဒီတော့ပါပဲကျွန်တော် လေးခွက်ကထည့်တယ်မရေးပြီးတော့ပါဘာလို့လဲမြန်မာဆိုလို့ပါကျေးဇူးတင်ပါတယ်ကျေးဇူးပြုပြီးကျွန်မရဲ့ channel ကို like subscribe လေးနှိပ်ပြီးထားပါမနက်ဖြန်လေးကံကောင်းကြပါစေကျွန်မရဲ့အဲကျွန်မ channel လေးကိုစောင့်ကြည့်နေတဲ့ပရိသတ်များအားလုံးမနက်ဖြန်မနက်ဖြန်မှာလည်းထပ်ပြီးတော့ကံကောင်းကြပါစေနော်